ခုလိုဒူးရင်းကြီးတွေပေါ်တဲ့ရာဒီမှာအနဲ့မမွေလေးနဲ့ဤစိတ်ပြီးစားလို့လည်းကောင်းတယ်ဒူးရင်းကြီးအုံတို့ချိုပွဲလေးကိုချက်ပြမှာဖြစ်ပါတယ်ချက်ရတာလည်းအရန်ကိုလွယ်တာမို့ဗီဒီယိုလေးမှာဆက်ကြည့်ပေးပါနော်ပထမဦးဆုံးဒူးရင်းကြီးတွေကိုဒီလိုအသားတွေကြီးတိတဲ့ဖယ်ထားလိုက်ပါမယ်။ချက်မဲ့အိုးတွေကိုဒူးရင်းကြီးအသားနှွင်ထားလေးတွေထည့်ပါမယ်။အုံနှုတ်ကိုတော့ readymade ဘူးလေးပဲတုံးထားပါဗါး။250 ml ပါတဲ့အုံနှုတ်ဘူးတစ်ခုကို ဖောက်ထည့်လိုက်ပါမယ်။ ပိုပြီးရတာရှိအောင်လို့နွားနို့ကိုလည်းဘူးအသေးလေးတဘူးထည့်ထားပါဗျ။တကြားကိုတော့ကိုကြိုက်တဲ့လောက်ချိန်စပြီးထည့်လို့ရပါဗျ။စားကိုတော့လဖက်ရည်စွန်းတစ်စွန်းစာလောက်ထည့်လိုက်ပါဗျ။ပြင်းတော့ဒူးရင်းကြီးကြည်သွားအောင်လို့လက်နေပဲဖြစ်ဖြစ်ဇွန်းနဲ့ပဲဖြစ်ဖြစ်ဒီလိုလေးဖိချပေးလိုက်ပါမယ်။ရေကိုကိုလိုတလောက်လေးထည့်ပြီးဆိုရင်တော့စပြီးကြိုလို့ရပါပြီ။ဆူလိုက်ပြီးဆိုရင်တော့အောက်ကိုကတ်မသွားအောင်လို့ဒီလိုဇွန်းလေးနဲ့ခဏခဏမှွေပေးနေရပါမယ်။ မီးကိုအေးဆုံးလေးထားပြီးဒူးရင်းကြီးတွေပျော်သွားတဲ့အထိမိနစ်20လောက်ကြိုပေးလိုက်ရင်တော့ရသွားပါပြီထည့်ထားတဲ့ရည်လက်ခံပြီးဒီလိုဒူးရင်းကြီးနဲ့အုံတို့တွေသားတွေဖြစ်သွားပြီဆိုရင်တော့ကိုလိုချင်တဲ့ရသာလေးမြည်ပြီးချလို့ရပါပြီအနက်မွမွေလေးနဲ့အရသာချို့ဤဤလေးမျိုးပါမုံနဲ့တွဲစားရင်လည်းအရန်ကိုလိုက်ဖက်ပါတယ်အားလုံးပဲလိုက်လို့စားကြည့်ပါနော်